ဒီကတော့ချက်မဲ့မှာရှိတယ်လဲပတ်လို့ကောင်းတယ်ကော်ဖီတောက်လို့ကောင်းတယ်ပြီးတော့ဓာတ်ပုံရိုက်လို့အရန်လှတဲ့နေရာလေးတစ်ခုစီကိုခေါ်သွားမယ်အဲ့နေရာလေးက Cypress Lane နဲ့ချင်းရှုပင်ကြားကအလန်းလေးပေါ့မြေပုံမှာလဲ Cypress Lane ဆိုပြီးတော့အလွယ်တကူရှာလို့ရပါတယ် သူကချင်းမိုင်ကဟန်တုံးမျိုးနယ်ထဲမှာရှိတယ်။တောင်ပေါ်ကိုနည်းနည်းတက်ရတယ်။အဓိကဘာရှိလဲဆိုလို့ရှိရင်ဓာတ်ပုံရိုက်လို့လှတဲ့ထင်းရှူးပင်ကြားကလမ်းလေးထင်းရှူးတန်းလေးပါပဲ။ဒီနေရာလေးကဝင်ကြီး90ပေးရတယ် အထက်ရောက်လို့ရှိလို့ရှင်ကော်ဖီဒါမှမဟုတ်ရင်ကိုနှစ်သက်တာမှာလို့ရတယ်။ကြားတဲ့ငွေကိုဝင်ချင်းနဲ့ပြန်ပြီး claim လုပ်လို့ရရပေါ့နော်။အဲ့တော့ကိုကကော်ဖီတောက်တယ်တရားကြရဲဆိုတော့အဲ့တော့ဝင်ချင်း90ကိုပြန်ပြီးတော့ short ပြီးတော့ကိုက90ပဲကြတော့မယ်။အဲ့အဲ့သဘောပေါ့။အဲ့နေရာရောက်လို့ရှိရင်ကော်ဖီဝယ်တောက်မယ်၊ကျပ်ပေါ်ရိုက်မယ် အလူကြတဲ့နေ့ဆိုလို့ရှိရင်တော့သူများရဲ့တမုံရိုက်တာကိုစောင့်ရနိုင်တယ်။အဲ့တော့ coffee ဝယ်တော့တိတိပင်ကြားကအရေးရတဲ့နေရာလေးတွေမှာ ခုံလေးတွေနဲ့ထိုင်ဆောင်ပေါ့နော်။အစ်စိချေးလုပ်လို့ရတယ်။ Cyprus ဆိုတာကဒီ12ရာစီအမဲစိမ့်တဲ့တိတိပင်မျိုးသူ့ကို let's kick in လို့ဖို့ဥယျာဉ်ချမ်းကြီးအလှဆင်ဖို့တော်တော်များများအသုံးပြုကြတယ်။ဒီနေရာကိုသွားဖို့တန်လားဆိုလို့ရှိရင်တော့ အာလူတူတယောက်ချင်းအမြင်နဲ့ပဲစိုက်လိုက်မယ်ဒီမှာတော့များသောအားဖြင့်လာတဲ့လူတော်တော်များများကအဝိဇ္ဇာတရားပြင်ဆင်လာပြီးတော့တပ်ပုံတွေကို share ရိုက်မယ်ဆိုတဲ့ plan နဲ့လာကြတာများတယ်ဘောင်းလဲဆိုဒီမှာကဒီထင်းရှူတန်းလေးဒါပဲအထူးဖြေပါမှလုပ်ရှာမရှိဘူးတပ်ပုံရိုက်ဖို့တတ်တက်အထူးကလာကြတာမျိုးပေါ့လေဒီနေရာလေးကိုခဏခဏတော့ရောက်ဖူးရယ်တတိထားမိတာတကူကတော့နေရာရွေးချယ်ထားတာအရင်ကောင်းတယ် ဘာလို့လဲဆိုတော့ရာသီဥတုအခြေအနေအလိုက်အနောက်ကရှုခင်ရာလိုက်ပြောင်းတတ်တယ်။နေရာသီဆိုလို့ရှိရင်တော့ပူလွန်းတယ်၊ဓမ္မုံရရင်လည်းလင်းလွန်းတယ်။ပြီးတော့ဓမ္မုံရိုက်ခန့်တဲ့သူတွေလည်းပူလွန်းတော့အဆင်မပြေဘူး။ပြီးတော့ချင်းမိုင်ကနေရာသီဆိုလို့ရှိရင်တော်မီလောင်တတ်တယ်။ကိုယ့်ရဲ့အတွေ့အကြုံရဆိုလို့ရှိရင်တော့ဒီနေရာကိုလာရင်လည်းလမ်းမှာတော်မီလောင်တာနဲ့ကြုံဘူးတယ်။အဲ့ဒီတော့နေရာသီကိုသွားဖို့တော့အကြံမပြုလိုဘူး။မိုးရင်းဆိုလို့ရှိရင်တော့ဆိမ့်ဆူပြီးတော့တမျိုးလေးလှတယ် ဒါမဲ့တောင်တက်တောင်ဆင်းလန်းဆိုတော့သတိထားရမယ်အခက်မတင်လို့ရှင်တစ်ပင်တွေကျိုးတာမြေပြိုတာဒါမျိုးတွေရှိတတ်တယ်ပေါ့နော်အဲ့တော့ဒီနေရာကိုလာလေဖို့အကောင်းဆုံးအချိန်ကတော့အခုလိုဆောင်းဝင်ကသာအချိန်ဆောင်းရင်းမှာပဲမျိုးတွေနဲ့အုံမိုင်းပြီးတော့တော်တော်လေးလှနေတာပေါ့နော်အထူးသဖြင့်အမနက်ပိုင်းနေဆိုရင်ပေါ့ဒီနေရာကမနက်7:00နာရီကနေညနေ9:00နာရီထိဖွင့်တယ်ကြာသာပရေးနေတိုင်းပိတ်တယ် ဒီနေရာမှာဆေးလေးတောက်လို့မရဘူးဒရုန်းပြန်တန်းခွင့်မရှိပါဘူးမတခုရှိတာမင်္ဂလာဆောင်လိုမျိုးငွေနေလိုမျိုးအထူးအခမ်းအနားမျိုးဆိုလို့ရှိရင်တော့သူတို့တွေနဲ့ချိတ်ဆက်ပြီးတော့အခွင့်ပြုချက်တောင်းလို့ရနိုင်တယ်အဒီနာဒီနီယာကိုဓာတ်ပုံရိုက်ပို့လာကြတာဆိုတော့သူများတွေဓာတ်ပုံဘလို့ရိုက်တယ်။ဘာတွေပြင်ဆင်လာတယ်ဆိုတာကိုနမူနာပြပေးထားပါဗျ။ဒီပုံတွေကခုဘကိုကြိုက်လို့တင်ထားတဲ့ပုံမျိုး။ဒါတွေကိုပြန်ပြီးတော့ sharing လုပ်တာမျိုးပါ။ ကိုပိုင်တဲ့ပုံတွေမဟုတ်ပါဘူးဒီဗီဒီယိုရဲ့နောက်ဆုံးသားလေးမှာ Cypress Lane ကိုတွိုင်းရင်မဖြစ်မနေဝင်သင့်တဲ့ပူယောဘဆန်ဆန်နေရအမိုက်စာတစ်ခုအကြောင်းကိုအမည်ထည့်ပေးထားပါသေးတယ်အဲ့တော့ဆုံးအောင်ကြည့်ပေးပါဦး now တော့မှာတော့အဲ့ဒီဥရောပဆန်ဆန်အနေရအမိုက်စာအကြောင်းကို ပြောပြပေးသွားပါမယ်